ရန်ကုန်ကမြေခွက်တွေဈေးထိုးတက်တော့မှာလားဒီဗီဒီယိုမှာတော့မြေခွက်တွေရဲ့ဈေးနှုန်းရဲ့အတက်အကျကိုတက်ရောက်နိုင်တဲ့အခမ်းကဏ္ဍ၃ခုကိုရှင်းပြပြီးသွားပါမယ်ပထမတစ်ခုကတော့ဘာဝဘေးရဲ့နေရာပါ2008 Nagesmo Naila အခု2025စကိုင်းငလင်လား ဒီလိုသဘာဝဘေးအန္တရာယ်တွေကမြို့လုံးကျွတ်ပျက်စီးသွားတာမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မလို့အင်ချန်မြေရဲ့ဈေးကွက်တွေမှာလည်းသူ့ရဲ့ဈေးနှုန်းတွေကိုတက်ရောက်မှုအများကြီးရှိပါတယ်။အခုလောလောလတ်လတ်ဖြစ်ထားတဲ့ငလျင်ရဲ့တက်ရောက်မှုတွေကြောင့်မလို့ဒီစကိုင်းတို့မန္တလေးတို့ကနေပြီးတော့မှရန်ကုန်ကိုစီးပွားရေးလုပ်ငန်းတွေပြောင်းလာမယ်။လူတွေကလည်းဒီရန်ကုန်မှာလာပြီးတော့မှနေဖို့ထိုင်ဖို့ပြောင်းလာမယ်။ဒီလိုကြရရောက်မှုတွေကြောင့်မလို့ရန်ကုန်ရဲ့ န့်ချက်မြေဈေးကွက်ကပို့ပြီးတော့မှတက်လာနိုင်ခြင်းရှိပါတယ်။ဒါတွေကြောင့်ရန်ကုန်မှာရှိတဲ့မြေကွက်ဈေးတွေက အတက်ဘက်ကိုဥတီနေတယ်လို့ကျွန်တော်တို့လေ့လာသုံးသပ်လို့ရပါတယ်။အင်ချန်မြေရဲ့ဈေးအတက်ကျကိုတက်ရောက်နိုင်တဲ့နောက်ထပ်ဒုတိယအခန်းကဏ္ဍကတော့နိုင်ငံရေးတည်ငြိမ်မှုပါ။နိုင်ငံကတည်ငြိမ်နေတဲ့အခါကျလို့ရှိရင်နိုင်ငံသားယင်းနှီးမြှုပ်နှံမှုတွေများလာမယ်။ကျွန်တော်တို့အင်ယာစီမံကိန်းတွေများလာမယ် developer ကုန်နူ project တွေများလာမယ် ပြည်တွင်းပြည်ပကမြန်မာနိုင်ငံသားတွေကလည်းဒီနိုင်ငံတွင်းအားအင်ချန်မြေမှာယင်းနှမြုံနှံမှုတွေပုံပြီးများလာမှာပေါ့ဒီလိုဈေးကွက်တွေကတည်ငြိမ်နေတယ်ဆိုရင်တော့ဈေးနှုန်းတွေက ရုတ်တရက်ဆောင်းတက်သွားတာမျိုးတွေထိုးကျသွားတာမျိုးတွေမဖြစ်တော့ပါဘူးပြောချင်တာကနိုင်ငံတည်ငြိမ်တဲ့အခါကျလို့ရှိရင်ဈေးကွက်ကအရင်လောက်ခတ်တာမျိုးတွေမရှိပါဘူးနိုင်ငံရေးမတည်ငြိမ်တဲ့အခါကျလို့ရှိရင်တော့ဥပမာနိုင်ငံတော်ဝန်စစ်ဖြစ်နေပြီးတော့မှရန်ကုန်မှာပဲလောက်ကင်စားတောက်လို့ရတဲ့အခါမျိုးဆိုရင်တော့ ရန်ကုန်ရဲ့အင်ချန်မြေကြီးတွေကပုံမှန်ထက်ကိုပိုပြီးတော့မှတက်နေတာမျိုးတွေတွေ့ရပါမယ်။ဘာဖြစ်လို့လဲဆိုတော့ရန်ကုန်မှာပဲဝယ်လူအားတွေအကြမ်းများနေပြီးတော့မှရောင်းသူတွေအနေနဲ့ဒီမြေခွက်ဈေးတွေကိုဈေးတင်ပြီးရောင်းနေတာမျိုးတွေတွေ့ရပါတယ်။ပြီးတော့နိုင်ငံရေးမတည်ငြိမ်တဲ့အခါမှာဥပဒေအကြောင်းလဲများတာတွေ2023လောက်ဆိုရင်1000နာထွက်မယ်လို့ကောလာဟာလာထွက်လာတာမျိုးတွေဘန်တွေကလည်းတည်ငြိမ်မှုမရှိတာမျိုးတွေ ဲ့လိုဟာမျိုးတွေနဲ့ကြုံရတဲ့အခါဆိုရင်တော့အင်ကန်မြေရဲ့ဈေးဝက်ကအရန်ကြီးကိုမတီမနေပဲလုတ်ခတ်တာမျိုးတွေကိုကျွန်တော်တို့တွေ့ရပါတယ်။နောက်ဆုံးတတိယအခန်းကဏ္ဍကတော့ရေနက်စိတ်ကန်းတွေလန်တတာတွေစီးပွားရေးစုံတွေဆောက်လုပ်ခြင်းကလည်းအင်ချန်မြေဈေးကွက်ကိုပို့ပြီးတော့မှတက်စေပါတယ်ဥပမာကျွန်တော်တို့ဒလာဘက်ကိုသွားတဲ့တရားကြီးကြီးကြည့်မယ်ဆိုလို့ရှိရင်တော့ ဒီတရားကြီးတွေကပြီးသွားပြီဆိုရင်ဒလဘကမြေကြီးတွေတက်လာမှာကိုကျွန်တော်တို့တွေ့ရနိုင်တယ်ပြီးတော့ကျွန်တော်မင်္ဂလာတော်မှာဆိုလို့ရှိရင်လည်း M Terminal ဆိုရဲ့ shopping mall အကြီးကြီးပဲပေါ့နော်အဲ shopping mall ပြီးသွားတဲ့အခါကျတော့ဒီမင်္ဂလာတော်မှာရှိနေတဲ့မြေခွက်ဈေးတွေကထိုးတက်လာတာမျိုးကိုကျွန်တော်တို့တွေ့ရတယ်ပြောချင်တာကတော့ ဒီမြို့နယ်တစ်ခုမှာတံတားတွေပဲဖြစ်ဖြစ်စီးပွားရေးစုံတွေပဲဖြစ်ဖြစ်ဖွံ့ဖြိုးတိုးတက်မှုတစ်ခုခုရှိလာပြီဆိုလို့ရှိရင်အိမ်နာတဝိုက်ကအင်ချန်ဒီဈေးကွက်ရဲ့ဈေးတွေကလည်းမြင့်တက်လာတာကိုကျွန်တော်တို့တွေ့ရပါတယ်။ရန်ကုန်မှာရှိတဲ့မြေကွက်တွေရဲ့ဈေးကဘာဖြစ်လို့ဈေးတက်လာလဲ၊ဘာကြောင့်ဈေးကျလာလဲဆိုတာတွေကို comment မှာဆွေးနွေးသွားနိုင်ပါတယ်။နောက်လာမယ့်ဗီဒီယိုတွေမှာလည်းအင်ချမ်းမီဈေးကွက်နဲ့ပတ်သက်တဲ့တိကောင်းစရာတွေကိုမျှဝေသွားမှာဖြစ်လို့ဈေးရုံရဲ့အစတိတ်ကို follow လုပ်ထားလိုက်ပါ